်အလုံးမင်္ဂလာပါကျွန်တော်ဆက်ကြည့်လို့ပထမပိုင်းပေါ့နော်ပထမပိုင်းမှာကျွန်တော်တို့ရှင်းနေငါးနဲ့ပုံလို့ရှိရင်ခွန်းရှင်းနေခြုံနဲ့ပုံလို့ရှိရင်လေးခွန်းနဲ့နှစ်နဲ့ပုံလို့ရှိရင်ကဲဟမ်တင်းနဲ့သုံးနဲ့ပုံလို့ရှိရင်လေးခွန်းနဲ့သုံးနဲ့ပုံလို့ရှိရင်နှစ်အခုခွန်းလေးတိလေးနှစ်ဒီခွန်းလေးတိလေးနှစ်ကိုတို့ပေါ်ပြန်ထည့်တဲ့အခါကျတော့ ဆောင်းလို့ရှင်းတဲ့ပုံလို့ရှင်းလေလေးကိုရှင်းတဲ့ပုံလို့ရှင်းနှစ်ခွန်ပါဝါနှစ်ရှင်းလိုက်တယ်နော်တင်းတင်းတင်းနေတဲ့ပုံလို့ရှင်းဟုတ်သုံးကို6နဲ့ပေါင်းလို့ရှိရင်ကို4ပါပါကို7နဲ့7နဲ့ပေါင်းလို့ရှိရင်6 6ကို3နဲ့ပေါင်းလို့ရှိရင်6တက်ပါပါ6ဟုတ်ဒီမှာကျွန်တော်တို့6နဲ့3နဲ့ပေါင်းလို့ရှိရင်6 6ကို3နဲ့3နဲ့ပေါင်းလို့ရှိရင်ကို4ပါပါကိုကိုကကျွန်တော်တို့2ပါပါခွန်ရှိခိုးရတဲ့3နဲ့4နဲ့ပေါင်းလို့ရှိရင်4ကို3နဲ့ပေါင်းလို့ရှိရင်ခွန်ရှိလို့တာ3နဲ့တိုင်းပေါ့နော်3နဲ့တိုင်း အဲတော့လည်းပြီးသွားတဲ့အခါကျတော့ဒါကကျွန်တော်တို့ပါဝါထည့်တဲ့အနေအထားတစ်ခုပေါ့နော်ပါဝါထည့်တဲ့အနေအထားတစ်ခုအဲ့ပါဝါကိုကျွန်တော်တို့ကပြန်ပြီးတော့ပေါင်းခြင်းမက်သတ်တွေပေါ့နော်ပေါင်းခြင်းမက်သတ်တွေထည့်တယ်ပေါင်းခြင်းမက်သတ်တွေထည့်တဲ့အခါမှာကျွန်တော်တို့ဒါဒီတုံးထားတာကကျွန်တော်တို့ဆရာကဘောကြီး လည်းတင်ထားတယ်နော်ပြန်မကျွန်တော်ရှင်းပြပေးမယ်နော်အတူတင်တဲ့ site မှာကောက်ပြီးတော့မိနေတယ်ကျွန်တော်တွေ့တာကလည်းကျွန်တော်လည်းတင်မယ်တင်မယ်နဲ့နှလုံးချီနဲ့ဆိုတော့မတွေ့တာနဲ့နော်ဆိုတော့ဒီမှာ၉ TC ကျွန်တော်တို့ဒီမှာ၉ TC ဒီမှာ၃ TC ကျွန်တော်တို့၉ TC ဆိုတော့ဒီမှာ၂ TC ပေါ့နော်ဒါကျွန်တော်တို့၉၉၃ညာ၉နှစ်နော်၉၉၃ညာ၉နှစ်ဒီ၉ TC ကိုကျွန်တော်တို့၆နဲ့ပေါင်းလို့ရှိရင်၅တယ်နော်၉ TC ကို၆နဲ့ပေါင်းလို့ရှိရင်၅တယ်၅ကို၈နဲ့ပေါင်းလို့ရှိရင်၃တယ်နော်အခု၈နှစ်ပေါင်းလို့ရှိရင်၃နှစ်ဒီကူပဲမဲ့ကြည့်နော်ကိုကိုတင်းနေပေါင်းလို့ရှိရင်၁၀နှစ်၁၀ခုလေတိုင်း၇နှစ်တော့ယူခဲ့တဲ့လေတိုင်းနော် ဇရံကိုနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့နှစ်တယ်နော်ဒါလေးကျွန်တော်ဘုံရှင်းမပြတော့နော်တုံးတုံးပြီးရင်နှစ်ပေါ့နော်ဒါပါဝါမူဒီဘကပါဝါတက္ကနာနော်ကျွန်တော်တို့တို့တုံးနဲ့ရှင်းနဲ့ပေါင်းလို့ရှိရင်ရှစ်ကိုရှင်းနဲ့ပေါင်းလို့ရှိရင်6နော်9နဲ့6နဲ့ပေါင်းလို့ရှိရင်9ကိုတုံးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့9ပေါ့နော်မကြော်လို့နှစ်ကိုတုံးရနေပုံလို့ရှိရင်နှစ်ကိုတုံးနေပုံလို့ရှိရင်5ဆိုပြီးတော့နော်တို့9 9 6 2 3ဆိုပြီးတော့နော်9 9 6 2ဒီ9 9 6 2 3ကိုကျွန်တော်ကပါဝါသူ့ပါဝါတဲ့ဟိုပြန်ထည့်လေပေါ့နော်ဟာသူ့ပါဝါတဲ့ပြန်ထည့်မယ်နော်အဲ့ဒီမှာကျွန်တော်တို့ ့68ကောင်စားတယ်နော်68ကောင်စားတဲ့ကောင်မှာရှင်းနေနေတော့ပေါ့လို့ရှိရင်တုံညာတုံညာကိုကွာတုံးနေပေါ့လို့ရှိရင်တုံတုံညာကိုကွာတုံးနေပေါ့လို့ရှိရင်တုံနော်တုံကစားတယ်တို့ဒီမှာကျွန်တော်တို့ငါးနဲ့ရှင်းနေပေါ့လို့ရှိရင်တုံတုံကိုကျွန်တော်တို့ကိုးနေပေါ့လို့ရှိရင်နှစ်ဘာကိုးနေပေါ့လို့ရှိရင်နှစ်ဒါဘာပေါင်းချင်းနော်ဘာပေါင်းချင်းဒီမှာကျွန်တော်တို့6နဲ့9နဲ့ပေါ့လို့ရှိရင်ငါငါကိုကွာတင်နေပေါ့လို့ရှိရင်6နော်ဒါတုံနဲ့6ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီတုံတုံကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ1နဲ့ပေါ့လို့ရှိရင်ငါနော်ဒီမှာငါဒါကျွန်တော်တို့နှလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့ အားရှိဖို့ရတဲ့နှလုံးပေါင်းကြီးဒီနှစ်နှစ်ကိုအားရှိဖို့ရတဲ့ကျွန်တော်တို့ခွားပေါင်းကြီးဒီသုံးနော်ခွားပေါင်းကြီးဒီသုံးသုံးဒီခွားပေါင်းကြီးဒီသုံးသုံးလေတာနော်ခွားပေါင်းကြီးသုံးသုံးလေတာကျွန်တော်တို့ပိတ်ဆောက်ဖြစ်တာပေါ့နော်ခွားပေါင်းကြီးသုံးသုံးလေတာဆက်ခွဲမှုပေါ့ခွားပေါင်းကြီးသုံးသုံးလေတာအဲဆက်ခွဲမှုဆက်ခွဲမှုပြီးသွားတဲ့အခါမှာဒီဆရာကပေါင်းကြီးကကျွန်တော်နှလုံးပေါင်းကြီးဒီငါငါ့ကိုကျွန်တော်တို့သုံးတဲ့ပေါင်းလေးရှိရှိပေါ့နော်ဒါကြီးနော်ငါ့ကိုသုံးတဲ့ပေါင်းလေးရှိရှိနှလုံးပေါင်းကြီးဒီတစ်ဆယ်အဆယ်ကို ဲ့လိုမောင်ကြီးရှစ်နှစ်ပေါင်းလို့ရှိရင်ရှစ်ပေါ့နော်အဲ့လိုမောင်ကြီးဒီရှစ်ရှစ်ကိုစေနှစ်ပေါင်းလို့ရှိရင်ရှစ်ပေါ့နော်အဲ့လိုမောင်ကြီးဒီကိုနှစ်ဆောင်နဲ့ငါငါ့ကိုသုံးနှစ်ပေါင်းလို့ရှိရင်ရှစ်ပေါ့နော်ဒီနဲ့သုံးနှစ်နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ရှစ်ဖြစ်ဖို့အတွက်သုံးဒီလေတာဟုတ်ကဲ့ကျွန်တော်တို့သုံးလေတာနဲ့ကွာပေါင်းချင်းသုံးနဲ့ဗိတ်ဆောင်နဲ့ဟုတ်ကဲ့လည်းကဲ့နော်ကျွန်တော်တို့ကဲ့မှာကအဲ့ပါရှစ်ငါးပြားပေါ့နော်ရှစ်ငါးပြားကစားမလားနားမလားလို့မသိဘူးနော်ကစားမလားဒီမှာကျွန်တော်တို့သုံးနှစ်ပေါင်းကြီးဒီဟာငါ့ကိုဟိုသုံးနှစ်ပေါင်းလို့ရှိရင်ရှစ်နော် ်မှတ်သုံးလုံးပေါင်းကြီးဒီကိုကိုကွာကိုနဲ့ပေါင်းလို့ရှိရင်ရှစ်နော်သုံးလုံးပေါင်းကြီးဒီ6မြစ်ကိုသုံးလုံးပေါင်းကြီးဒီခွန်ကိုခွတ်တင်နဲ့ပေါင်းလို့ရှိရင်ရှစ်နော်မှတ်သုံးလုံးပေါင်းကြီးဒီတင်းနေတို့6 6ကိုခွန်တင်နဲ့ပေါင်းလို့ရှိရင်ရှစ်နော်မှတ်သုံးလုံးပေါင်းကြီးဒီငါနော်ကိုသုံးသုံးသုံးလုံးပေါင်းကြီးဒီငါအဟုတ်ဘာသုံးနဲ့ပေါင်းလို့ရှိရင်ရှစ်ဒါလည်းကျွန်တော်ဟွာသုံးမယ်နော်အဲ့ကွာသုံးရှစ်ရှစ်ရှစ်လိုက်တယ်နော်အဲ့ဒီဘာသုံးရှိရတဲ့ကမှာသူ့ကိုတခါပြန်ပြီးကျွန်တော်ဒီမှာပြန်လာတာကနှလုံးအဲဒီမှာပြန်လာတာကနှလုံးပေါင်းကြီးဒီ၄၄ကိုဂရိတ်တင်နဲ့ပေါင်းလို့ရှိရင် ဟာငါ့ကိုရှင်းနောက်ပြင်းနဲ့ပေါ့လို့ရှိရင်၃ရှိပါပါ၃နှလုံးပေါင်းကြီးဒီ၆၆ကိုပရိတိနဲ့ပေါ့လို့ရှိရင်ခွန်ခွန်ကို၆နှောက်ပြင်းနဲ့ပေါ့လို့ရှိရင်၃နှလုံးပေါင်းကြီးဒီ၄ဒီကိုဘေကိုနဲ့ပေါ့လို့ရှိရင်၃၃ကို၃နှောက်ပြင်းနဲ့ပေါ့လို့ရှိရင်၃เนาะငါကျတော့နှလုံးပေါင်းကြီးဒီ၈၈ရှိကိုပရိတိနဲ့ပေါ့လို့ရှိရင်၃၃၃ဒီ၃နှောက်ပြင်းနဲ့ပေါ့လို့ရှိရင်၃เนาะငါကျတော့နှလုံးပေါင်းကြီးဒီ၃၃ကို၄နဲ့ပေါ့လို့ရှိရင်နော်နှလုံးပေါင်းကြီးဒီ၃ကို၄နဲ့ပေါ့လို့ရှိရင်ခွန်ခွန်ကို ဗရိ6နဲ့ပေါင်းလို့ရှိရင်သုံးစစ်မယ်ဆိုရင်စောက်ပရိနော်စောက်ပရိဟွာသုံးခွန်ခါတယ်နော်စောက်ပရိဟွာသုံးသုံးခါတယ်ဒီ15ပြား3 5ပြား15ပြားနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာကဏ္ဍကကျွန်တော်တို့တစ်ခွက်ထဲလာတယ်နော်ကျွန်တော်တို့စာစစ်ကြည့်ပါမယ်စစ်ကြည့်ပြီးတော့ရှင်းပြကျွန်တော်တင်ပြပါမယ်နိုင်ပါမှာနော်အားလုံးပဲမင်္ဂလာပါ